အားလုံးမင်္ဂလာပါကျွန်တော်အာကန်လင်းဖြစ်ပါတယ်ထိုးချိန်မိသေးလား အလုံးကွန်မန့်လေးတွေမန့်ပေးပါထိုးချိတ်မိသေးလားပေါ့နော်အလုံးတော့အလုံးတော့အကူမာများကျွန်တော်ရဲ့အကူမာနေ၄ရက်နေ့၄လပိုင်း၄ညာ30အတွက်ထိုးချိတ်မိသေးတယ်ဆိုရင်အလုံးကွန်မန့်လေးတွေမန့်ပေးပါဟုတ်ကဲ့ပါကိုလေးလေးမင်္ဂလာပါကိုငိမ့်ဝင်းမင်္ဂလာပါဦးငိမ့်ဝင်းနော် အဲ့တော့ထိုးချိန်မီရယ်ဆိုရင်ကျွန်တော်ရဲ့ light แท้ကိုအားလုံးပဲအကိုမတို့ဒုတိဝါဒနာရှင်ပြိဿတ်များ comment လေးတွေမှတ်ပြီးတော့အားလုံးဝင်လာစေခြင်းနဲ့အချိန်မီလေးကူညီပါလားတဲ့ခဏလေးကတော့အများကြီးထိုးစရာမလိုဘူးညနေပိုင်းမှာဆိုရင်3ည1 2 4 9 တုံညရဲ့1ကယ်2ကယ်4ရဲ့9ရဲ့တုံညတင်းနဲ့4 9ထွက်ထားတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အများကြီးတော့ထိုးစရာမလိုဘူးထိုးချက်မိတယ်ဆိုရင်ဝင်လာခဲ့ဖို့ကျွန်တော်ဖိတ်ခေါ်ပါမယ်မအီမင်္ဂလာပါမိုင်ဟုတ်ကဲ့ပါမတ်ဇူလိုင်မိုးမင်္ဂလာပါမိုင်ဟုတ်ကဲ့ပါမိသေးတဲ့ညီလေးတဲ့ရရတယ်ပြတယ်မင်္ဂလာပါဆရာတဲ့ပါဝါကောင်းလားတဲ့ကျွန်တော်ရဲ့အကူအမများအားလုံး နှစ်နာရီကနန်းကိုတစ်ချက် comment မှာမှတ်မယ်နှစ်နာရီထွက်ထားသောကနန်းကို comment မှာတစ်ချက်မှာမှတ်မိပါဟုတ်ကဲ့ပါကြာဒုတိယ50အလုံးမင်္ဂလာပါနော်ဒုတိယ200မင်္ဂလာပါအာဂါရဲ့ဘူးကမောလာပြီတဲ့ပူလိုက်ရတာတဆိုင်လေးပြပေးမှလားတဲ့မင်္ဂလာပါဆရာတဲ့90နှစ်98တဲ့ โอเคပါเจซูအများကြီးတင်ပါတယ်เจซูเจซูအများကြီးတင်ပါတယ်အခုလိုမျိုးကျွန်တော်လိုက်လွှင့်တာကိုဖြူစင်စွာနဲ့အားပေးတဲ့ပြိသက်เนาะဘာရောင်စစ်မှမပါဘဲနဲ့ဖြူစင်စွာနဲ့အားပေးတဲ့ပြိသက်တွေเจซูအများကြီးတင်ပါတယ်မနေ့ကတော့အမှန်ကန်ကိုကျွန်တော်ရင်ထဲမှာဒေါသဖြစ်ပြီးတော့ပေါက်ကွဲသွားတာဒါအလုံးလဲတိမယ်လို့ထင်ပါတယ်ကိုဒီဘယ်လောက်ထိပဲလုံပင်းနဲ့လုံပင်းနဲ့အကောင်းမမြင်ဘူးပေါ့အကောင်းမမြင်တဲ့သူက ထောက်ရတဲ့အကူဒီမတွေသုံးပုံမှာလူကြီးရနှစ်ပုံလောက်ပါနေရအဲ့တော့ကျွန်တော်ဒီဘလောက်ပဲစေတနာထား၍ကျွန်တော်အကူမှာများလို့ရအပေါ်မှာလုံးနေလုံးပေးခဲ့ပါစေကျွန်တော်အပေါ်ကြရင်အကူဒီမတွေအကောင်းမြင်တဲ့စိတ်ကလေးနဲ့ကြည်စေခြင်းနဲ့နော်အကောင်းမြင်တဲ့စိတ်ကလေးနဲ့ကြည်စေခြင်းနဲ့အဲ့တော့အဲ့တော့ကျွန်တော်တတ်နိုင်တယ်လို့ကျွန်တော်ကူညီမယ်ဒီညနေမှာကျွန်တော်ရဲ့ညီကောင်မောင်တော်များအားလုံးအတွက် ကျွန်တော်တက်နိုင်တယ်လို့ကျွန်တော်ကူညီမယ်အဲ့တော့ခုနကျော်မင်းခန့်လာပြောတယ်ပေါ့ဒုတိယဆရာမောင်ကျော်မင်းခန့်ကိုကြီးတဲ့86တကွက်သေးတဲ့60 86အာတကွက်သေးထိုးရမယ်တဲ့ဂရန်ပြန်ဆိုင်တဲ့၄ဘင်ကတ်မှာကိုကြီးတဲ့တော်တော်လှတယ်တဲ့အဲ့တော့ဒါကတော့ကျွန်တော်ညီလေးကျော်မင်းခန့်ပြီးတဲ့ခဏမို့86ကြိုက်ရင်တော့ထည့်ထိုးပေါ့သူကတော့ နော်ကျွန်တော်ညီလေးပေးသောကျွန်မင်းခန်းက60ခွန်တကွက်အားထိုးစီခြင်းတဲ့ဘုရားပြိဋ္ဌတ်တွေကိုလည်းပြောလို့ရမယ်ဆိုရင်ပြောပေးစီခြင်းတယ်ပေါ့သူကတော့အပြန်ဆိုင်ကိုရွေးချယ်ပြီးတော့ကလန်နာနဲ့ထောက်ချက်လေးတွေနဲ့ပေါ့နော်ဒီမှာကျွန်တော်တို့ထောက်ပင်လေးတွေနဲ့ဒီမှာတကက်ဒီမှာတကက်နော်ဒီနားမှာတကက်ဒီမှာတကက်နှစ်ကက်ဒီမှာတကက်သုံးကက်ရိုက်တာသူကတော့ဒီမှာတကက်ဆိုပြီးတော့လေးကက်ဆိုပြီးတော့ကျွန်တော် ထောက်ပြသွားတာလေးရှိအဲ့တော့ဒီနေ့မှာအားလုံးသောပြိတ္တများကိုကျွန်တော်ပြောချင်တာကအဲ့တော့မှီသေးတယ်ဆိုရင်အားလုံးမှန်သည်ဖြစ်ပါစေမှားသည်ဖြစ်ပါစေမှန်သည်ဖြစ်ပါစေမှားသည်ဖြစ်ပါစေမှီသေးတဲ့အကူမာများရှိတယ်ဆိုရင်လိုက်သေးကိုအားလုံးဝင်လာခဲ့ပြီးကျွန်တော်ဖိတ်ခေါ်ပါတယ်နော်လိုက်သေးကိုဝင်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်အဲ့တော့ဒါမှီသေးတဲ့ပြိတ္တများရှိတယ်ဆိုရင်လိုက်သေးကို ဝင်လာခဲ့ပြီပါကဏ္ဍသည်အများကြီးထိုးစရာမလိုဘူးအများကြီးပေးမှလည်းမဟုတ်သည့်အတွက်ကြောင့်ကျွန်တော်အကုန်ပါများကဏ္ဍကျွန်တော်အများဆုံးကျွန်တော်ဒီညနေမှာထုတ်ခဲ့တာကကဏ္ဍသည်၄ကွက်ထဲပဲထုတ်ခဲ့တာ ဖြစ်ပါတယ်ဒူမိန်2ကွက်နဲ့မိန်ဩ2ကွက်အလုံးပေါင်းကဏ္ဍ၄ကွက်ထဲပဲကျွန်တော်ပေးမှဖြစ်ပါတယ်အဲ့တော့ချင်းမိတ်ရှင်ကြီးဘုံတော်မှာများအလုံးလဲဝင်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်เนาะကဲဒါဆိုရင်ကျွန်တော်ရဲ့အကူအမတွေ ျွန်တော်တို့ဒီညနေထုတ်မဲ့ကဏ္ဍဒီ၄ဘိုင်လို့ comment မှာတစ်ချက်မှတ်ပေးပါ၄ဘိုင်နဲ့ပဲထုတ်မှာ၄ပါသောကဏ္ဍနေပဲထုတ်ပေးမှာဒီညနေမှာနော်၄ပါသောကဏ္ဍနေပဲထုတ်ပေးမှာ၄ဘိုင်နဲ့ပဲထုတ်မှာအဲ့တော့၄ဘိုင်လို့အားလုံး comment မှာယခုချိန်ကစတင်ပြီးတော့ comment စီတစ်ချက်စီမှတ်ပေးပါပူလိုက်တာဗျာเนาะမချမ်းသာတော့လဲ เนาะမပြည့်စုံတဲ့ဘဝတွေဆိုတာလည်းမလွယ်တော့မလွယ်ဘူးเนาะတော်တော်ခံရတယ်တော်ခံခတ်တယ်ပေါ့เนาะမချမ်းသာတော့လဲကိုရီမရပူပေမဲ့လဲခိုင်ချင်းချင်းလေးတွေမှာလိုက်တွင်ပြီးတော့ပြနေရတာလွယ်တာတော့မလွယ်ဘူးအကိုမလို့ရေเนาะလူဘဝရမ်းစမ်းကြည့်ရေเนาะ လူဟာအများစမ်းကြည့်တယ်အဆင်ပြေတဲ့မိသားစုတွေရှိတယ်လို့အဆင်မပြေတဲ့မိသားစုတွေလည်းရှိတယ်ဗျပူလိုက်တာဗျာเนาะတော်တော်ပူပဲช่วยပါပြန်တယ် ၄ဘိုင်ဖြစ်ပါတယ်အရန်လေးစားတဲ့သားတဲ့ Okay ပါအဲ့တော့၄ဘိုင်လို့ကျွန်တော်ရဝတနာရှင်တဦးချင်းတိုင်းတယောက်ချင်းတိုင်းကျွန်တော်ဒီညနေမှာသုံးပါ၄ဘိုင်ဖြစ်ပါတယ်၄ဘိုင်လို့ comment မှတ်ပေးပါဘယ်သူလဲကျွန်တော်ဒီညနေမှာသုံးပါ၄ဘိုင်ဖြစ်ပါတယ်အကူအမများအားလုံးပဲကျေးဇူးပါနဲ့နောက်ဆုံးနဲ့ power နှက်ခတ်လာအောင်ပါလားတဲ့၄ဘိုင်နဲ့49လာကိုအားကြီးတဲ့ကိုအားကြီးပျော့ပျော့နေပါဗျာတဲ့မနှက်ကလို့မပေါက်ကွဲပါနဲ့တဲ့ okay ပါ ။အဲ့တော့ကျွန်တော်ရဲ့ညီကောင်မောင်နှမတွေအားလုံးကိုကျွန်တော်ပြောမယ်။ကဲလေးပိုင်နဲ့ဆိုရင်တဲ့အကိုမာများတဲ့မိန်ဟောကွက်တီးတဲ့ဘာတွေကိုထူးဝမှလဲဆိုရင်လေးပိုင်နဲ့ဆိုရင်52နှစ်နဲ့၄တုံညတိဒူမိန်ဖြစ်ပါကနဲနှစ်ကွက်အရင်မှန်ပြီပါ၄တုံညနဲ့ 42ဒူမိန်ပါလို့အားလုံး comment လေးတွေမှတ်မိပါနော်ဝင်လာခဲ့ပါအားလုံးပဲနောက်တဲ့လူကြီး20ကျော်အဲ80တက်ရောက်ဆိုတော့ algorithm ကနေ29ရောက်လောက်ဝင်လာခဲ့ပေါ့နော်40နဲ့42ကဒူမိန်ပါလို့ comment မှတ်မိပါ main over တခါတည်းဆက်ပြောမှာဖြစ်ပါတယ်ဖုန်းရဲ့မှန်သားမြေကိုလက်နဲ့တစ်ချက်စီတောက်ပြီ နှစ်ချက်စီနှစ်ချက်စီတောက်၍ဖုံးရဲ့မန်သားမြင့်ကိုလမ်းနဲ့နှစ်ချက်ဆောက်ဤတောက်၍40 40နှစ်ဒူမိန်းပါခင်ဗျာအပူပိုင်ပဲဆရာတဲ့အဲအပူပိုင်ပဲဆရာတဲ့ဟုတ်ကဲ့ပါကိုကိုရဲတင်လားမသိဘူးနော်အပူပိုင်ပဲဆရာပေါ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဲ့တော့40 40နှစ်ဒူမိန်းပါလို့ comment မှတ်ပေးတာ40 40နှစ်ဒူမိန်းဖြစ်ပါတယ်၄၃ရဲ့၄၄၀ရဲ့ 40 40နဲ့ဒူမိန်ဟုတ်ကဲ့ပါ40 40နဲ့ဒူမိန်လို့ comment မှတ်ပေးပါဖုန်းမှန်လေးကိုအားလုံးလည်းနှစ်ချက်စီတောက်၍43ရဲ့42ရဲ့ဒူမိန်ပါဗျ43ရဲ့42ရဲ့ဒူမိန်ပါပြည့်တက်များခင်ဗျာအဲ့တော့ main ဟောတစ်ခါနဲ့ဆက်ပြောပေးမယ်အားလုံးနားထောင်ပေးပါ main ဟောကလည်းကျွန်တော်တို့၄နဲ့ပဲကနက်2ကွက်ပေးမှဖြစ်ပါတယ်เนาะ main ဟောကလည်း၄နဲ့ပဲကနက်2ကွက်တည်းထုတ်ပေးမှဖြစ်ပါတယ် မင်းဩဒီဒီညနေမှာ၄နဲ့ကနန်းနှစ်ကွက်ထဲထုတ်ပြီးတော့မှဖြစ်ပါတဲ့အကူဒီအမတွေ၄၀42ကောမန့်လေးတွေလူစုံအောင်မှတ်မယ်ဟုတ်ပြီနော်ထိုးချိန်မိပါသေးတယ်ဆိုတဲ့သူတွေကဝင်လာမယ်ကျွန်တော်ရဲ့ live ထဲကိုထိုးချိန်မိပါသေးတယ်ဆိုတဲ့အကူဒီအမတွေအားလုံးကဝင်လာမယ်လွဲသည်ဖြစ်စေမှန်သည်ဖြစ်စေမှန်သည်ဖြစ်စေလွဲသည်ဖြစ်စေ ီညနေမှာနောက်ဆုံးညနေဖြစ်သည့်အတွက်ကြောင့်ကျွန်တော်ရဲ့ခန်းထဲကိုလုံးဝစိတ်မဝင်စားရင်ငားရဖို့တက်နိုင်ငားရဖို့လိုက်ထိုးတာတထောင်ဖို့တက်နိုင်တထောင်ဖို့ထိုးတာအကိုတွေအမတွေအားလုံးကိုကျွန်တော်ကပေါက်စေခြင်းရစေခြင်းလို့ကျွန်တော်ပြောနေသောစကားဖြစ်တယ်ဒီစကားတွေကျွန်တော်ပြောတာအဲ့တော့မင်းဩသည်၄ဘိုက်နဲ့နှစ်ကွက်ထုတ်ထားတယ်အခုသည်40 40 2ဒူမင်းဆိုပြီးတော့လူစုံတက်ဆုံသွားနဲ့ကွန်မန့်တစ်ချက်စီတကြောင်းစီအားလုံးရေးပေးပါနော်ကျေးဇူးပြုရဖုန်းရဲ့မှန်သားမြင်ကိုလက်နဲ့နှစ်ချက်စီသုံးချက်စီတောက်ရည် 40 42ဒီဒူမိန်လို့ရေးပေးပါ တကယ်ပေါ့နော်စေတနာနဲ့ကျွန်တော်ပြောနေတာနော်စေတနာပပနဲ့ကျွန်တော်ပြောနေတာအကူမလေး40 42ဒူမိန်စေတနာပပနဲ့ကျွန်တော်ပြောနေတာစိုက်မပြဘူးစိုက်မပြဘူးမိန်ဩကွက်ကိုတခါတည်းနားထောင်တခါတည်းယူသွားတခါတည်းကောမတ်မှမတ်မိန်ဩတခါတည်းပြောပြီးအားလုံးနားထောင်ပေးပါโอเคโอเคပါ ဝိုင်းကလေးပြင်အောင်ရှင်တော့ပူကောင်းတာပေါ့နော်ဝိုင်းကလေးပြင်အောင်ရှင်တော့ကောင်းပါတော့ဟုတ်ပါလေလက်မလေးလက်မလေးနဲ့နှိပ်ပြီးတော့အပိတ်ပြပါနော်ဝိုင်းကလေးပြင်တော့ပူကောင်းတာပေါ့ဗျာနော်အဲ့တော့ဖုန်းမဲကိုလက်နဲ့တောက်ပြပါပိတ်တော့မယ်ရှားတယ်ဟုတ်ကဲ့ပါ40 40နဲ့ဒူမိတ်လို့ comment အကုန်မှတ်ပေးပါ40 40နဲ့ဒူမိတ်40 40နဲ့ဒူမိတ်43 42 43 42 43 42ဒူမိတ်လို့ comment လေးလူစုံအောင်မှတ်ပေးပါ main all ကွက်ဒီ၄ဘိုင်းနဲ့ကနန်း၂ကွက်ထုတ်ထားပါတယ်ကျွန်တော်အကလည်း ်ပေါင်းရင်လည်းပေါင်းမယ်အကူဒီမတွေလွှဲရင်လည်းလွှဲမယ် 1k လေးပြောင်းမြန်မြန်လေးရှင်မယ် 1k လေးပြောင်းမြန်မြန်လေးရှင်မယ်လူရဲ့အကူဒီမတွေ60ပဲလိုတော့တယ် 1k ပြေးဖို့ဟုတ်ပြီနော်လူရဲ့ 1k ပြေးဖို့60ပဲလိုတော့တယ်မြန်မြန်လေးဝင်လာခဲ့မယ်နော်ထိုးခြင်းရလဲနီးကပ်နေတာဖြစ်တဲ့အတွက်ကြောင့်မြန်မြန်လေးဝင်လာခဲ့မယ်40 42ဒူမိန်ဟုတ်ကဲ့ပါပြုံးပြုံးလေးနဲ့နေပါအကူတဲ့ဟုတ်ကဲ့ပါ40 42ဒီဒူမိန်မှာဟုတ်ပြီလူကြီး60လောက်ပဲလိုတော့တယ် 60လောက်ပဲလို့တော့တယ်အကူမများအားလုံးပဲเนาะ main all တခါလေးပြောမယ်အားလုံး comment မေးပါမှတ်မေးပါ main all ဒီတဲ့အကူမတွေ၄ပါတော့ခဏ၄ကိုဒီ main ကျွန်တော်ပြောပြပါမယ်เนาะ၄ကိုဒီ main နောက်တစ်ခွက်ကဘာဖြစ်မလဲ၄ကိုဒီ main နောက်တစ်ခဏတစ်ခွက်၄ပါတော့ခဏဘာဖြစ်မလဲ၄ကိုဒီ main နောက်တစ်ခွက်ကဘာဖြစ်မလဲကွန်မန့်လေးလေးဟုတ်လား၄ကိုဒီမိန်40 42ဒူမိန်40 42ဒူမိန်၄ကိုဒီမိန်46ဒီမိန်ဖြစ်ပါတယ်ဟုတ်ကဲ့ပါ1ကပြည့်သွားပါပြီเนาะ4 4 6မိန်လို့ကွန်မန့်မှာမှတ်မိပါ၄ကိုနဲ့၄6ဒီမိန်လို့ကွန်မန့်မှတ်မိပါအကူမရတယ် 4946 main ဖြစ်ပါတယ်မြန်မြန်လေးသွားထိုးလိုက်ပါနော်မြန်မြန်လေးသွားထိုးလိုက်ပါဘောင်းရဲ့မန်သားမျိုးကိုလက်နဲ့နှစ်ချက်စီတောင်းပြီးမြန်မြန်လေးသွားထိုးလိုက်ပါ4946 main 49နဲ့46ဒီ main 43ည4နှစ်ဒီ2 main 43ည4နှစ်ဒီ2 main 4946ဒီ main on အလိုကြားမယ်နော် ကြားရလို့ထင်ပါတယ်နော်အားလုံးပဲကြားမယ်လို့ထင်ပါတယ်၄ကို၄၆က main all 40 42တိဒူ main ပိတ်တော့မယ်ဆရာမလုံးနဲ့လीကျွန်တော်လည်းပြောပြီးသွားပြီလीပိတ်တော့မယ်မလုံးနဲ့လीမန္တလေးမှာဒိုင်နာတယ်တဲ့အဲ့ဒီအရက်ကလူတွေအားလုံးအတွက်ကတော့ယင်ထဲမှာမကောင်းပါဘူးเนาะယင်ထဲမှာတကယ်မကောင်းပါဘူးเนาะမန္တလေးကကျွန်တော်ရဲ့ချင်းမိတ်ဆွေများ အတွက်ကတော့ကျွန်တော်တကယ်စိတ်မကောင်းပါဘူးเนาะအဲ့တော့40 42က domain 49 46ကအကူအမာများအားလုံးပဲ main all ဖြစ်ပါတယ်49 46က share main နဲ့40 42က uu main နဲ့ဟုတ်ပါတယ်ခင်ဗျာမှန်ပါတယ်ညညနေပေါက်ပြီးกว่าတဲ့ဥဝင်းစောဟုတ်ကဲ့ပါခင်ဗျာကဲဒါဆိုရင်ကျွန်တော်လဲ live show သိမ့်မယ်เนาะအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ ကျွန်တော်ပြောချင်တဲ့အားလေးကိုကျွန်တော်ဆက်ပြီးတော့ကျွန်တော်ပြောပြပါမယ်အဲ့တော့ဒီတပတ်မှာကျွန်တော်တို့အဖွဲ့ဝင်ဟောအဖွဲ့ဝင်အောင်ဖြစ်တယ်ကိုအဖွဲ့ဝင်လာလာပြီးမေးနေတဲ့သူတွေရှိတယ်เนาะအဖွဲ့ဝင်ကျွန်တော်မခေါ်ပါဘူးเนาะအဖွဲ့ဝင်လာလာပြီးတော့အဖွဲ့ဝင်ညီလို့ပါအဖွဲ့ဝင်ညီလို့ပါလို့လာလာမေးနေတဲ့သူတွေရှိတယ်မခေါ်သေးပါဘူးခေါ်တဲ့အခါကျရင် ပြောမယ်เนาะခေါ်တဲ့အခါကျရင်ပြောမယ်နောက်တစ်ခုကကျွန်တော်ပြောမယ် ခေါ်ဖို့စီစဉ်လဲမရှိပါဘူးခေါ်ဖို့စီစဉ်လဲမရှိပါဘူးအဲ့တော့ဒီအကူပွဲတိုင်းကျော်အခွေပွဲတိုင်းကျော်အခွေအကူမာများအားလုံးပဲမျက်လုံးကမကောင်းဘူးဗျမျက်လုံးကမျက်ရည်ပူတွေထွက်ထွက်ကြပြီတော့နော်မျက်လုံးကပိတ်ကလပ်ပိတ်ကလပ်ဖြစ်အဲ့တော့ဟုတ်ပါတယ်ခင်ဗျ49 46 main or 40 42 main 49 46ကမင်းရောအကမင်္ဂလာပါလေအမကြီးမင်္ဂလာပါဦးစင်ဘုံမင်္ဂလာပါအဲ့တော့အဓိကပြောချင်တာကတော့ဗျာဒီလာမယ့်ဘက်မှာကျွန်တော်တို့အခွေပေါ့နော်ပွဲတိုင်းကျော်အခွေပွဲတိုင်းကျော်အခွေကိုမရသေးတဲ့သူတွေရှိတယ်ဆိုရင်လည်းပဲဒီတစ်ပတ်ပေါ့စနေတနင်္ဂနွေရနေ့စပြီးတော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်3992522355 ကျွန်တော်ရဲ့ message ဖုန်းနံပါတ်39 2522 3959မှာအဲ့တော့ပွဲတိုင်းကျော်အခွေကိုအကူအမများအားလုံးပဲလာယူကြပါနော်ပွဲတိုင်းကျော်အခွေကိုလာယူကြပါမယူမင်္ဂလာပါမန်းလီတာမပြောဘူးတော့တဲ့မိုင်းပါပြောတာလေကယူးဆိုင်ချစ်ဆုံးနဲ့ဘာလို့ပြောတာလဲမမ ရမ်းချစ်ပါတယ်မန်ယူရေဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်เนาะအပူတော့အပူတော့မကြိုက်ဘူးပေါ့เนาะအပူတော့ဒီညနေတော့မထင်သေးဘူးဒီတပွဲတော့အဲ့တော့အပူကြိုက်ရင်တော့ပူထိုးပေါ့ဗျာမနေ့ကတော့တစ်တစ်တို့ဘာလို့လာကက်ပြတာပဲเนาะအဲ့တော့ကျွန်တော်ကတော့မကြိုက်သေးဘူးလောလောဆယ်အနေထားမှာတော့ကျွန်တော်လေးဟိုပဲကျွန်တော်ဒီနေ့လိုက်ချင်တယ်လေးဟိုပဲကျွန်တော်ကြိုက်တယ်လေးတလုံးရဲ့ဆုံးဖြတ်ချက်ဖုန်းနံပါတ်လေးပြောပြပါ ဒါရေကင်ဆယ်ကြေးလေးပို့လိုက်ပြီတဲ့ Okay ဖုန်းနံပါတ်က39925233959အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့ Viber မှာဆိုလဲ Viber မှာလာယူပါ Message မှာဆိုလဲ Message မှာလာယူပါဒါကတော့ပွဲတိုင်းကြောအခွေကျွန်တော်ပေးမဲ့နေရာဖြစ်ပါတယ်တို့ညောင်တော်သားကြီးကျမ်းမာပါစေတဲ့ဥချိုဟုတ်ကဲ့ပါခင်ဗျာမင်္ဂလာပါညီတဲ့ Okay ပါအကိုကြီးမင်္ဂလာပါကိုအောင်မုံညက်အဲတဲတဲဆိုတဲ့ကောက်ဝိုင်းကအပူလာနိုင်လားတဲ့ စိတ်မဆိုးတော့ဘူးဟာတူတူစိတ်မဆိုးပါဘူးစိတ်ကအမြဲတမ်းဆိုးနေလို့မှမရလားဒါပေမဲ့ကျွန်တော်နေရာကနေဝင်ပြီးတော့ကိုချင်းစာကြည့်ပေါ့သူတို့ပြောတဲ့စကားတွေဟုတ်လားမဟုတ်လားဟုတ်လားကျွန်တော်ပြောတာကဟုတ်လားမဟုတ်လားကိုချင်းစာကြည့်လိုက်လေအတန်းနိုင်ဆုံးနဲ့အကောင်းဆုံးပြင်အောင်အကူအမတွေအားလုံးအဆဆရရလှုပ်ပေးနေတဲ့သူတယောက်ကို သူတို့ကတောက်လျှောက်တရုတ်တိုက်ပြီးတော့အဲ့လိုမျိုးကြီးပြောတဲ့အခါမျိုးကြတော့လေ တက်ခါတလေကြတော့လေအကူဒီမာလေးကြောက်တုံးတော်မှာအကူမာများအလုံးပဲ့ရွယ်သေးတာပဲဟာလာဒီလိုတိုက်ခိုက်လာပြီဆိုရင်နော်ကြောက်ဆိုင်ကြောက်ဆိုင်ကြီးတွေကြောက်တုံးကြီးတွေတော်မှာအကူမာများတိုက်ပါများရင်ပဲနော်ပဲ့တာပဲအဲ့တော့ကျွန်တော်လဲလူပဲလေဗျာအမဲတိုင်းကြီးတော့အကူဒီမာရဲ့ဆရာကြီးအကာကြီးတဲ့ကန်ဆာကြီးလေးလွှဲထားလိုက်ပြီတဲ့စိတ်ဆိုးအောင်လေးတဲ့စိတ်မဆိုးတော့ပါဘူးကန်ဆာကြီးလေးလွှဲထားလိုက်ပြီတဲ့ဟုတ်ကဲ့ပါအဲဟုတ်ပါတော့တဲ့စိတ်ဆိုးရင်တဲ့ ိတ်ဆိုးရင်တဲ့ချစ်ဖို့နေမှာပါတဲ့ကိုဟာကရေးတဲ့အဘူးလာတိုင်းလားတဲ့အပေးနေပါလေတဲ့မှန်တယ်တဲ့ကိုစင်ကိုလေးလေးတဲ့ဟုတ်ကဲ့ပါကိုဟာကအပေးနေပါလေတဲ့ဟုတ်ကဲ့ပါဦးချုံမင်္ဂလာပါပါဝါနက်ခတ်ထိုးအောင်မလားကိုဟာကားတဲ့ပါဝါနက်ခတ်ကတော့အကူဒီအမဒီအားလုံးအဲ့၄ပါတော့ခဏမ်းပေါ့နော်တကယ်လို့ဖြစ်လာခဲ့မယ်ဆိုရင်တော့ကျွန်တော်ကြိုက်နိုင်တာကိုကျွန်တော်ပြောတာ ပါဝါလက်ခတ်ကတော့ဒီညနေမှာထွန်းနိုင်တယ်လို့တော့ခံမှန်းထားတာပဲအဲ့တော့49ကိုတော့ကျွန်တော်တို့ပေးထားတာပဲဗရိတ်3နဲ့လူမထင်းနဲ့ပါဝါပေါ့နော်49လူမထင်းနဲ့ကဏ္ဍမျိုးကိုတော့ကျွန်တော်ဗရိတ်3နဲ့ကျွန်တော်ပေးထားတာရှိပါတယ်နော်အားကြောင့်ကိုလည်းကျွန်တော် main နေရာကနေရွေးချယ်ပေးထားတာအရင်ကပြောချင်တာတော့အဲ့ဒီ46နဲ့40 46နဲ့49ကိုတုံညာဗရိတ်တုံညာဗရိတ်ကျွန်တော်တို့တုံဗရိတ်ပေါ့နော်တုံညာဗရိတ်ဆိုရင်လည်းပဲအခုချိန်မှာဆိုရင်ဟော့ရင်လည်းဟော့နေပါလေတုံညာဗရိတ်ကအဲ့တော့ ဒါကြောင့်မို့လို့ကျွန်တော်တို့ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေမနေ့ကလည်း1လေးဆိုပြီးတော့ကျွန်တော်တို့ထွက်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမနေ့မှာဒီညနေမှာ46လို့ကျွန်တော်တို့ပါဝါသဘောမျိုးနဲ့ပေါ့နော်ပါဝါပြန်ပြီးတော့ရိုင်းမဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့မေယောကွက်ကိုကျွန်တော်တို့ထုတ်လိုက်ပါတယ်46ပေါ့နော်49ကတော့ကျွန်တော်တို့ပါဝါပေါ့နော်အဲ့တော့70ပြီးနှက်ခတ်မှဆိုရင်တော့4နှစ်နဲ့40ပေါ့ကျွန်တော်က4ကိုကြိုက်နေတာကိုအဲ့တော့ညီကိုကြီးတော့ကျွန်တော်ဒီညနေဆက်မကြိုက်တော့ဘူးပေါ့နော်ညီကိုကြီးတော့ဆက်ပြီးတော့ကျွန်တော် မပေးတော့ပါဘူးညီကိုဝပြီးညီကိုဆိုရင်လည်းတိတ်မဟုတ်ဘူးလေဗျာနော်ဆိုပေမဲ့အချစ်မရောတဲ့တားငယ်လေးတဲ့ပြုံးတာကပူလှပါတယ်တဲ့ Okay ပါစိတ်ဆိုးပေမဲ့အချစ်မရောတဲ့တားငယ်လေးတဲ့ပြုံးတာကပူလှပါတယ်တဲ့ Okay ပါအဲ့ဒီစကားတန်နေတဲ့ပဲအကလင်းကအသက်ရှင်နေရတယ်လို့ဖြစ်နေတယ်အပိစကားတန်နေတဲ့ပေါ့နော်တကယ်ပြောတာပါတကယ်လည်းအခုလိုမျိုးကို့အားပေးပြီးတော့အဲ့လိုရုံရုံကြီးကြီးရှိနေတဲ့သူများအားလုံးရှိနေတယ်ဆိုတော့လေကျွန်တော်ရဲ့စိတ်ဆိုးတွေပြေတာပေါ့ဗျာ တခါတခါကျတော့လေရှစ်ပတ်မဲ့ဆရာတဲ့ငါးနဲ့ရှစ်နဲ့ကနေနှလုံးကျန်နေတာလीရှစ်ကိုဘာလို့ပတ်ချင်တာလဲကျွန်တော်ပြောနေကြစကားအတိုင်းပဲကနေဆယ်လုံးဆိုတာပွဲတိုင်းပွဲတိုင်းမှာကနေဆယ်လုံးဆိုတာအကုန်လုံးထွက်တဲ့ပွဲဆိုတာကျွန်တော်ပြောခဲ့တဲ့စကားရှိပါတယ်နဲပါတယ်เนาะအဲ့တော့ဒီတပွဲမှာရှစ်ကိုကျွန်တော်တို့ကဒီညနေလွတ်လိုက်ပြီးတော့ရှစ်နေရာမှာအခြားကနန်းကိုနေပတ်မယ် ခြားကနေမန္တာကိုပြောရင်ရှင်းတဲ့ပတ်သက်တဲ့ကနန်းမျိုးဆိုရင်အကူရီအမတွေအားလုံးပဲတရားမှာအကူမတွေအားလုံးပဲ90ရာခိုင်နှုန်းလောက်ကအရှုံးပဲရှိမှာလေဘာဖြစ်လို့တရားမှာ90ရာခိုင်နှုန်းကအရှုံးပဲရှိမှာလဲဆိုတော့ရှစ်ကကနန်းတလုံးပဲကျန်တော့တာခင်ဗျာအဲ့တော့ဒီညနေမှာအဲ့ဒီကနန်းတလုံးကျွန်တော်တို့ချမယ်ဆိုရင်တော့ဒါမျိုးကတော့10ပွဲတစ်ပွဲပေါ့ကနန်း10လုံးချရတဲ့ဆိုတဲ့ပွဲကတပွဲမှာကျွန်တော်တို့တလုံးနှလုံးကဒါအမြဲတမ်းကျန်နေတယ်ဆိုတာလေအကူမများကိုကျွန်တော် အရင်အခေါက်တွေကကျွန်တော်ရှင်းပြခဲ့တာရှိပါတယ်เนาะအဲ့တော့ဘာလို့ရှစ်ကိုအားလုံးပဲရုံရုံကြည်ကြည်နဲ့ကျွန်တော်တို့မမြင်ရတဲ့ခဏကြီးကိုရှစ်ဆိုတဲ့ခဏကိုပုံပြီးတော့ဩမှလဲဘာလို့ပုံဩကျင်တာလဲပေါ့ရှစ်တော့မလာနိုင်ဘူးတဲ့အမကြီးမင်္ဂလာပါတိကန့်စီလေးရှိတာကိုမင်္ဂလာတပါးပါဆရာတဲ့ဟုတ်ကဲ့ပါဥကျော်ဝေဟုတ်ကဲ့ပါမေ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 ဆိုတဲ့ကောက်ပိုင်ရှင်ကလေးလေးဘူးကောင်းတာတဲ့ဟုတ်ကဲ့ကြာရင်ကောင်းပါတယ်ကျွန်တော်ကလေးကင်ထားတဲ့သူဖြစ်နေတော့ လေးလေးပူကြရင်ကောင်းပါတယ်ခင်ဗျာเนาะအဲ့တော့ message ပို့ထားတာကြည်ပါအောင်နဲ့အခွေလိုချင်လို့တဲ့ဟုတ်ကဲ့ပါအဲ့တော့ဒီအခွေကိုလည်းကျွန်တော်တို့ဗုဒ္ဓဘူးမကျော်ကျွန်တော်တို့ထုတ်မယ်လို့ကျွန်တော်ဆုံးဖြတ်ပြီးသွားပါပြီအခွေကိုလည်းဗုဒ္ဓဘူးမကျော်အခွေတခွေထုတ်မယ်လို့ကျွန်တော်ဆုံးဖြတ်ထားပါတယ်ဒါပေမဲ့တခုတော့ရှိတယ်เนาะပိုင်ပိုင်နိုင်နိုင်ထိုးဖို့တော့လိုတယ်เนาะဒါတခါလဲကျွန်တော်ပြောထားတာအခုဒီနေ့ပွဲပြီးသွားပြီဖြစ်စီ ဒီညညနေတောက်ကြနေနောက်ဆုံးပွဲသိမ်းပြီးသွားရင်အခုလာမယ့်ပွဲမှာဘုံတခုမကြော်ဘူးခဏန်းကဘုံတခုမကြော်နိုင်တဲ့အခွေထိုးမလာညီလေးရဲ့ညနေဘာထိုးရမှာလဲတဲ့ညီလေးညနေဘာထိုးရမှာလဲဆိုတော့ကိုကြီးကျွန်တော်ပေးလိုက်တာက၄ကို၄6ကမိန်အောကိုကြီးနားထောင်ပေးနော်၄ကိုနဲ့၄6ကမိန်အော၄3ညနဲ့၄2ကဒူမိန် နော်ဒီထဲထဲမှာဂရမ်းမတိသေးတဲ့အကိုဒီယမတွေရှိသေးလားကောမန့်မဲ့ပြီးတော့မတိသေးတဲ့သူတွေရှိတယ်ဆိုရင်ကျွန်တော်တခါလေးပြောခဲ့မယ်တခါလေး light စင်ကန်ဒီဖြစ်တဲ့အချိန်မလို့နော် light ကစင်းတော့မှမကြခင်မှာ light ကျွန်တော်စင်းတော့မှဒါကြောင့်မလို့မတိသေးတဲ့သူတွေရှိသလားဒူရီကိုသူရမင်္ဂလာပါအကိုဟုတ်ကဲ့ပါဘာပြောတာလဲမသိဘူးကိုကျေးဇူးတင်ပါတယ်နှစ်လေးကိုခွန်ကြိုက်တယ်တဲ့ဟုတ်ကဲ့ပါ အကိုရေးတဲ့မလကန်အားနဲ့ဒူတီကိုသူရဆိုတော့အတူလားအကောင်အတူလားအစ်စ်လားကျွန်တော်ရဲ့ light ထဲမှာတခါမှမရေးသဘူးလားရေးနေတာအကောင်အတူလားအစ်စ်လားတော့ကျွန်တော်လည်းမသိဘူးအစ်စ်လားအတူလားကိုအကောက်ကကိုသူရရင်ဒူတီကိုသူရမတီသေးပါနဲ့46 49က main ဟော အခွေကိုတဲ့ကျွေးမကြည်လိုက်ရဘူးဒါရေးတဲ့နောင်အပတ်တဲ့ထိုးတော့မှပြန်ယူမယ်တဲ့ဟုတ်ကဲ့ပါ49 46က main 49နဲ့46က main ဟုတ်ပါတယ်၄ပိုင်း49 46 main 40 42 2 main ပါကုမာတို့ပါရှာရေးတဲ့ဟုတ်ကဲ့ပါယုံကြည်ပါတယ်ဆိုရင်ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ကနန်းမသိသေးတဲ့သူတွေရှိတယ်ဆိုရင်ကျွန်တော်ပြောခဲ့ပြီး 40 42ကဒူမိန်43 42ကဒူမိန်43ရဲ့42ကဒူမိန်เนาะ43 42ကဒူမိန်43 42ကဒူမိန်မိန်အော်ဒီ49ရဲ့46ရဲ့မိန်အော်49 46မိန်အော်ဖြစ်ပါတယ်ဟုတ်ပါတယ်ခင်ဗျ43 42က တူမိန်လေကိုလေ6ဒီမိန်ဟောဖြစ်ပါတယ်တကွက်နှစ်ကွက်ဆိုပိုင်ပိုင်နိုင်နိုင်ရှိရင်ထိုးရဲတယ်တဲ့မိမိဆိုမိမိဆိုတဲ့ကောပိုင်ရှင်ကရှစ်လောင်အောင်ပါလားတဲ့လုံးပိုင်လေးပေးပါလားတဲ့ခတ်နေပြီအဲ့ဒါတွေခတ်နေတာလေးပိုင်ကြိုက်ပါတယ်လို့ပြောနေတာဗဇက်ကလည်းတဖွားဖွားကဲဖုံးရဲ့မှန်သားပြေကိုလည်းနဲ့နှစ်ချက်စီတောက်ပေးပါအကူမများအားလုံးပဲနော်ကျွန်တော်တို့အကူဒီအမဒီကျွန်တော်တို့25မိနစ်ဖြစ်သွားပါပြီဖုံးရဲ့မှန်သားပြေကိုလည်းနဲ့နှစ်ချက်စီတောက်ပေးပါ ဖုန်းရဲ့မန်သားပြင်ကိုလက်နဲ့နှစ်ချက်စီတောက်ပေးပါကျွန်တော်ရတာတဲ့လုံးပိုင်ကဗျာ၄တလုံးနဲ့ကျွန်တော်တို့လုံးပိုင်ယူပြီးတော့၄တလုံးနဲ့လုံးပိုင်ယူပြီးတော့40 42ကဒူမိန်ပေးလိုက်တယ်၄ကို၄6ကမင်းရောပေးလိုက်တယ်အဲ့တော့၄နဲ့ပဲပေးတာကိုလုံးပိုင်ကျွန်တော်ကထပ်ပြီးတော့ပေးစရာလိုသေးလို့လားလို့အခုမအားလို့ပါဆရာကြီးတဲ့ထိုးမှာပါတဲ့အခွေကလည်းတောက်ထားပြီသားကြီးတဲ့ဟုတ်ကဲ့ပါ မပီမတိသေးတဲ့သူများကိုမန်ပေးကြပါနဲ့တေချာအဲတေချာရဲ့၄ဘိုင်းနဲ့ပေးပါတဲ့တေချာဟုတ်ကဲ့ပါကဲအားလုံးဘိုင်းဘိုင်းအားလုံးဘိုင်းဘိုင်းလိုက်ရှုဆင်းမယ်ကျွန်တော်ရဲ့အကူအမများအားလုံးပဲအားလုံးဘိုင်းဘိုင်းကျွန်တော်တို့ဒီဟိုဝိုင်းမှာပြန်ဆုံမယ်ကျွန်တော်ပြောမယ်နော်ကျွန်တော်ရဲ့အကူအမတွေဒီညနေထွက်ကနန်းလိုက်မှာကျွန်တော်တို့ပြန်ဆုံမယ်ဟုတ်ပြီနော်ကျွန်တော်ရဲ့ထွက်ကနန်း၄နာရီမထိုးခင်ပေါ့ကျွန်တော်တို့၃ အဲ၃ခွဲလောက်ဆိုရင်ကျွန်တော်တို့စပြီးတော့အခု live စမီတောင်းမိနစ်40လောက်ဆိုကျွန်တော်တို့စလွှင့်မှာ၃နာရီမိနစ်40လောက်ဆိုရင်ထွက်ကနန်း live စပြီးတော့လွှင့်တော့မှာနော်အဲ့မှာအားလုံးညနေ၄နာရီခွဲကနန်းမှာပြန်ဆုံးမှာအားလုံးဘိုင်ဘိုင်အားလုံးပေါက်ကြပါစေခင်ဗျာ